နောက်နောက်တစ်ခုကတော့ခုနကပြောသလိုပဲသူကနေပြီးတော့ဒီမိုကရေစီရဲ့အားနည်းချက်တွေကိုပြီးလာပြီးတော့ဘာကြောင့်မို့ဒီမိုကရေစီကအားနည်းကြတယ်လဲဆိုလို့ပြောတော့အော်ပြည်သူအများစုကပြောရင်တော့ညာညာကြီးနေပါနေတာပေါ့အော်တွေ့ရတယ်တဲ့နောက်ပြီးတော့အဲစိတ်ခံစားမှုတွေအဲစိတ်ခံစားမှုကိုခြေခံတယ်ပေါ့အကျိုးတရားအကြောင်းတရားကိုခြေမခံရဘူးပေါ့နော်နောက်တစ်ခုကအဲအဲ့အကြောင်းမို့ ဟိုအဲ့ဒီလိုညာရင်နေတယ်စိတ်ပိုင်းခုနကဒီခံစားမှုပဲမူတည်ပြီးတော့ဆုံးမြတ်တဲ့အချိန်မှာအဲလူအများစုကဆိုကရတီကိုတည်တံပေးခဲ့တယ်လို့ဖြစ်သွားတာเนาะအဒီဟာတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံသွားမဲ့အဲနိုင်ငံဖြစ်တာကြောင့်မို့ကျွန်တော်တို့နိုင်ငံသားတိုင်းကငါအဲဒီမိုကရေစီဆိုတာကတရားရဟန်းတော့ ဟိုအပြစ်ကင်းစင်တယ်လို့တော့မဆိုလို့နိုင်ဘူးပေါ့အာဏာချက်တွေရှိတာပဲဒီအာဏာချက်တွေကိုဘယ်လိုကျော်လွှားမလဲဆိုတာကျွန်တော်တို့ဟိုပညာရှင်တွေကအားလုံးဝိုင်းပြီးတော့စဉ်းစားလုပ်ပြရမယ်တောင်းမယ်ဆိုတာလည်းကျွန်တော်ကျွန်တော်တို့သဘောပေါက်ပါတယ်နော်နောက်တစ်ခုကအဲ तू ကဘာပြောလဲဆိုတော့အဲဒီ ုပ်ချုပ်ရေးတွေကိုသူကဆွေးနွေးတင်ပြခဲ့တယ်ပေါ့အဲ့ဒါဘယ်လိုဆွေးနွေးတင်ပြခဲ့လဲဆိုရင် aristocracy ဆိုတော့မူကြီးမကြီးတွေကအုပ်ချက်အုပ်ချုပ်တဲ့ဟာကအဲဘယ်လိုလူမျိုးတွေပဲအုပ်ချုပ်တင်တယ်လဲဆိုမူကြီးမကြီးတွေမဟုတ်ဘူးအတတ်ပညာတွေနားလေတကြွန်းနဲ့အဲပညာရှင်တွေကအုပ်ချုပ်တင်တယ်ဆိုတဲ့အယူအဆအဲနောက်နောက်တစ်ခါကသူကတုံးခဲ့တဲ့အဲအဲဟိုပါဒီမိုကရေစီဆိုတဲ့စကားလုံးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ ကျွန်တော်ဂုံတိတ်ခါရှိရှိနဲ့အုတ်ချုပ်ချင်းဆိုတဲ့အဲ့ဟာပါတယ်နောက်တစ်ခါအော်ဒီဂါကီလို့အခုလူအုပ်စုတစုကနေအုတ်ချုပ်တဲ့ဟာကိုသူသူခက်တုံကတော့ပတ်စံချမ်းသာတဲ့အဲဒနာဥစ္စာချမ်းသာတဲ့လူတစုကအုတ်ချုပ်တဲ့စနစ်လို့သူသူကလည်းအဲ့လိုသုံးသပ်ခဲ့တာကိုတွေ့ရတာပေါ့အဲ့တော့ဒီမိုကရေစီဆိုတာကလူအုပ်ကြီးကနေပြီးတော့အတော့အုတ်ချုပ်တဲ့စနစ်ဆိုပြီးတော့သုံးပြီးတော့ဂျယ်နီဆိုတာက အာနာရှင်တဦးတယောက်ထဲကအုပ်ချုပ်တဲ့စနစ်ဆိုတာကိုလေသူကခွဲခြားပြခဲ့တယ်ပေါ့ပြခဲ့ပြီးတော့သူသူကဘာကိုပြောခဲ့လဲလဲဆိုတော့အာဥပဒေတွေကအရေးကြီးတယ်ပေါ့နော်နိုင်ငံတစ်ခုတည်ထောင်တော့ဥပဒေမရှိမဖြစ်ဘူးဆိုတဲ့အယူဆဒါမှမဟုတ်ဟိုကျွန်တော်လည်းဟိုလည်းဟိုဟာပေါ့ဟိုစကားပြောတဲ့အချိန်မှာပဲဖြစ်ဖြစ်တဏ္ဍပုတ်ချတဲ့အချိန်မှာဖြစ်ဖြစ်အများအားသုံးနေရှိတာ ီမိုကရေစီနိုင်ငံဆိုတာဥပဒေနိုင်ငံလို့လို့အများအားပြောလို့ရှိပါတယ်အဲ့ကျတော့ဥပဒေပေါ်မှာအခြေခံတဲ့နိုင်ငံဖြစ်ရတာပေါ့ဒါပလေတိုတို့ခေတ်ကတည်းကသူကိုယ်တိုင်ကပြောခဲ့တာအဲ့ဒါကြောင့်မို့သူသူ့ရဲ့ constitution နေရာလည်းဟိုဟိုပြောရင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံတွေကိုသူဟိုကသူတို့တွေစဉ်းစားခဲ့တယ်စဉ်းစားတဲ့အချိန်မှာသူကဟိုတခုတည်းကိုဟိုပြောရင်တော့စနစ်တခုတည်းမဟုတ်ဘဲနဲ့စနစ်တွေကိုရောပြီးတော့အော်လုတ်တဲ့စနစ်ကိုဟိုကျင့်သုံးခဲ့တယ်ပေါ့နောက်ပြီးတော့အဲဒီ ဟိုအတိတ်ပဲကြီးတဲ့လူတွေကအုတ်ချုပ်တဲ့ဘိုင်းမှာပါတဲ့နေရာမှာလေအဲ့လူတွေကလူတွေကိုဟိုအတက်ကြီးရတခုတည်းနဲ့မဟုတ်ဘူးသူတို့ကိုတခဲကိုတင်တန်းတွေပို့ချပြီးတော့အတော့ပြောရင်တော့ဟိုအဲ့ဒီလိုစီမံခန့်ခွဲမဲ့နေရာတွေကိုဟိုအတက်ပညာတက်မြောက်ပြီးမှခန့်မှုဒူတယ်ဆိုတာကိုလည်းသူကပြောခဲ့တယ်နောက်ပြီးတော့အဲပညာရေးကခိုင်မာရမယ်ခိုင်မာပြီးတော့ ဟိုအကျင့်တိတ်ဟိုပါဘောအကျင့်တိတ်ခံတဲ့အဲအကျင့်ဇာတိတာအကောင်းမွန်အနာဖြစ်ရမယ်ဆိုပြီးတော့ဟိုသူကနေပြီးတော့ဆွေးနွေးသွားခဲ့တယ်ပေါ့အဲ့ကျတော့သူပြောခဲ့တဲ့အထက်မှာဟိုကျွန်တော်တို့ရုပ်လွန်ဒတ္တအနိကဗေဒဆိုတဲ့ metaphysics ဆိုတဲ့အဲအဟာနဲ့ပတ်သက်တာကိုလည်းသူကနေပြီးတော့ရှင်းလင်းတင်ပြဆွေးနွေးခဲ့တယ်နောက်ပေါ်နိုင်ငံရေးဆိုတာဘာလဲဆိုတာတင်ပြဆွေးနွေးခဲ့တယ် ။နောက်ပညာရေးဆိုတာလည်းဘာလဲဆိုတာဆွေးနွေးခဲ့တယ်လို့ဝိပန်ရေး criticism ဆိုတာဘလို့ဝိပန်ရေးလို့ရတယ်။ဆိုတဲ့ဟာတွေကိုလည်းသူကရှင်းပြပြီးတော့အာနောက်ဆုံးကိုပြောရမယ်ဆိုရင်တော့အဲဒီ